ဂါဇာစစ်ပွဲကိုအဆုံးသတ်ဖို့သမ္မတဒေါ်နယ်ထရမ့်ရဲ့အချက်20ပါငင်းချဲ့ရဲ့အစီအစဉ်ဟာပထမဆုံးအစဉ်ဖြစ်တဲ့ပြစ်ခတ်ရစေးရေးသဘောတူညီချက်တစ်ခုထွက်အခြေခံဖြစ်ပါတယ်ပထမဆုံးခြေလှမ်းဖြစ်တဲ့အစ္စရေးတပ်ဖွဲ့တွေဂါဇာကမ်းမြောင်ကနေတဖြည်းဖြည်းဆုတ်ခွာသွားဖို့မှလောလောဆယ်သဘောတူညီထားတဲ့မြင်းဝါအထီကိုဆုတ်ခွာပေးမှဖြစ်ပါတယ်။အင်ဖြူရောကထုတ်ပြန်ခဲ့တဲ့အစီအစဉ်အရ ကြန့်ရှိနေသေးတဲ့အစရေတစားခံ48ဦးကိုအသက်ရှင်သူရောတိတ်ဆုံးသူပါပြန်လွှဲပေးဖို့ဟာမတ်စ်ကို82နာရီချိန်ပေးထားပါတယ်။ဒါပေမဲ့ဟာမတ်စ်အဖွဲ့ကတိတ်ဆုံးသွားသူတချို့ဘယ်ရောက်နေမှမသိလို့သူတို့ကိုရှာဖွေဖို့အချိန်ပိုကြာနိုင်ကြောင်းပြောထားပါတယ်။အစ္စရေးကလည်းပြန်လည်အနေနဲ့တသက်တကျွန်းကြခံနေရတဲ့ပါလက်စတိုင်းအကျဉ်းသား250နဲ့ဒီပရိပခအစကလေးကထိမ့်သိမ်းခံထားရတဲ့ ဂါဇာဒေသခံ1900ကိုပြန်လွှတ်ပေးမှာဖြစ်ပါတယ်လူသားချင်းစာနာမှုအကူအညီတွေကိုလည်းဂါဇာကိုပေးပို့သွားမှာဖြစ်ပြီးပါလက်စတိုင်းသတင်းရင်းမြစ်တွေရဲ့အဆိုအရတနေ့ကိုအကူအညီထရက်ကားအစီးအနည်းဆုံး400ဂါဇာကိုဝင်ရောက်မှာဖြစ်ပါတယ်သမရထမ်းရဲ့အစီအစဉ်တွေထဲမှာတိတိကျကျမဖြေရှင်းရသေးတဲ့အပိုင်းတွေလည်းကြန့်ရှိနေပါသေးတယ် သမ္မတ်ထရမ့်ရဲ့အစီအစဉ်အရဟာမတ်စ်ကိုဂါဇာအုပ်ချုပ်ရေးမှာဘလို့အခမ်းကဏ္ဍမှာမှပါဝင်ခွင့်မပေးထားပဲဟာမတ်စ်အဖွဲ့ဝင်တွေလည်းနဲ့ချပြီးနောက်ထပ်အန္တရာယ်မပေးတော့ရင်လူငင်းချမ်းသာခွင့်လည်းပေးထားပါတယ်။ဒါပေမဲ့ဟာမတ်စ်ကလက်နက်ဆွန့်လွှတ်ဖို့ကိစ္စကိုအစဉ်တစိုက်ငင်းဆန်လာခဲ့တာဖြစ်ပါတယ်။အစ္စရေးကဂါဇာကိုတက်ဆွဲတာတော့တိမ့်ပိုက်တာတော့မလုပ်ဘူးလို့ငင်းချရဲ့အစီအစဉ်မှာဖော်ပြထားပေမဲ့အစ္စရေးတပ်ကပြန်ဆုတ်ခွာဖို့တော့သူတို့တတ်မှတ်စံနှုန်းတွေတော့ရှိပါတယ်။ နိုင်ငံတကာလုံးခြုံရေးတပ်တွေကာဇာကိုထိန်းချုပ်နိုင်တဲ့အချိန်မျိုးမှာစုတ်ခွာရာမျိုးလို့ပေါ်ပြထားပါတယ်။လောလောဆယ်ကာဇာကိုအမေရိကန်တမရဦးဆောင်ပြီးပါလက်စတိုင်းတွေနဲ့နိုင်ငံတကာကျွမ်းကျင်သူတွေပါဝင်တဲ့ငင်းချိုင်းရေးဘုတ်အဖွဲ့ကအုပ်ချုပ်မှာဖြစ်ပြီးဗြိတိန်ဝင်ကြီးချုပ်ခေါင်းတိုနီဘလဲလဲပါဝင်မယ်လို့ဆိုပါတယ်။ယေရှိမာတော့ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကိုပဲကာဇာကိုထိန်းချုပ်ခွင့်ပေးမှာဖြစ်ပေမဲ့ပြုပြင်ပြောင်းလဲမှုတချို့လုပ်ပြီးမှသာခွင့်ပြုမှာဖြစ်ပါတယ်။ ဟာမတ်စ်ကတော့ဂါဇာအုပ်ချုပ်ရေးအတွက်ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကကြီးကြပ်ပြီးအာရပ်နဲ့မွတ်စလင်နိုင်ငံတွေကနောက်ခံတဲ့နီးပညာရှင်အစိုးရကိုပဲအာဏာလွှဲပြောင်းပေးမယ်လို့ပြောပါတယ်။ဝန်ကြီးချုပ်ဟောင်းတိုနီဘလက်အပါအဝင်နိုင်ငံခြားကအုပ်ချုပ်မဲ့ဘယ်လိုအစီအစဉ်ကိုမှဟာမတ်စ်ကလက်မခံပါဘူးရှင်။